ီနေ့ကတော့ chapter 24 control count ကို ပြောမှာဖြစ်ပါတယ်။ control count ဆိုရင်လုပ်ငန်းမှာ control count နှစ်ခုရှိပါတယ်။အဲဒါကတော့ဈေးလေကြာ control count နဲ့ပါချေးလေကြာ control count ဆိုပြီးတော့ဖြစ်ပါတယ်။ဈေးလေကြာ control count ဆိုတာကတော့ total trade receivable account ကိုပြောချင်တာဖြစ်ပြီးတော့ပါချေးလေကြာ control count ကတော့ total trade payable account ဖြစ်ပါတယ်။ ါဆိုရင်အမတို့တွေအရှိမအမတို့တင်ခဲ့တဲ့ဒီမှာပြန်စဉ်းစားကြည့်မယ်ဆိုရင် လုပ်ငန်းမှာလေကြာစာအုပ်လေးအုပ်ရှိတယ်ဆိုပြီးတော့တင်ခဲ့ပါတယ်အဲ့ဒါတွေကစီးလေကြာပါချီလေကြာ cashbook နဲ့ general လေကြာတို့ဖြစ်ကြတယ်စီးလေကြာလို့ပြောရင် including trade receivable account trade receivable account တွေပါဝင်နေဆိုတဲ့ဘောဖြစ်ပါတယ်တနည်းအားဖြင့်လုပ်ငန်းမှာ trade receivable account တွေကိုဆွဲချင်ရင်စီးလေကြာစာအုပ်ထဲမှာဆွဲရတာဖြစ်ပါတယ် အချင်းလေကြဆိုရင် including trade table ကောင်ဖြစ်ပါတယ်။ဒီနည်းအားဖြင့် trade table ကောင်နေဆွဲခြင်းနဲ့ trade table ကောင်တွေကိုကြည့်ခြင်းရင်အချင်းလေကြစာအုပ်မှာကြည့်ရမယ်ဆွဲရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။အဲဆိုရင်ဒီ chapter မှာကျတော့စေးလေကြ control account ဖြစ်သွားတယ်။ပါချေးလေကြဆိုရင်လည်း control account ဆိုပြီးတော့ဖြစ်သွားတယ်နော်။ဒါဆိုရင်ဒီစေးလေကြ control account ဆိုတာက total trade receivable account ကိုပြောချင်တာဖြစ်တယ်။ ဒါကဘလို့သဘောမျိုးလဲဆိုရင်ဒီအောက်မှာမှာရေးထားပေးပါတယ်။စေးလက်ကြာလို့ပြောရင်စေးလက်ကြာထဲမှာလုပ်ငန်းရဲ့ trade receivable တယောက်ချင်းစီရဲ့အကောင့်မျိုးကိုမတော့ခွဲပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ဥပမာအနေနဲ့ဒီမှာမှ၄ခုပေါ့နော် trade receivable အကောင့်ကလေး၄ခုဆွဲထားပါတယ်။တနည်းအားဖြင့်ကိုယ့်ရဲ့လုပ်ငန်းမှာ trade receivable အဲ 4ယောက်ရှိတယ်လို့သဘောထားကြည့်လိုက်ပေါ့ trade receiver 4ယောက်ရှိရင် sale ledger စာအုပ်ထဲမှာ trade receiver account 4ခုဆွဲပေးရမှာဖြစ်ပါတယ်10ယောက်ရှိတယ်ဆိုရင် account 10ခုဆွဲပေးရမှာဖြစ်ပါတယ်အခုကကြတော့ sale ledger control account ဆိုတာက total trade receiver account ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ4ယောက်ရှိရင်4ယောက်လုံးရဲ့စာရင်းကိုပေါင်းပြီးတော့မှ account တစ်ခုရယ်ပြန်ဆွဲတာကိုအမားတို့က sale ledger control account လို့ခေါ်လိုက်တာပဲဖြစ်ပါတယ် ဲ့ဒီဈေးလေကြာ control ကောင်းလာကြတော့ဈေးစာအုပ်မှာဆွဲရမလဲဆိုရင် general လေကြာစာအုပ်ထဲမှာဆွဲပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်မတို့ကအာဈေးလေကြာဆိုတဲ့စာအုပ်ထဲမှာလုပ်ငန်းရဲ့ trade receivable တယောက်ချင်းစီရဲ့အကောင့်တွေကိုဆွဲမယ်။အဲ့လိုရဲ့စာရင်းတွေအားလုံးကိုပေါင်းပြီးတော့မှအကောင့်တစ်ခုတည်းပြန်ဆွဲတယ်။အဲ့ဒီအကောင့်ရဲ့နာမည်ကိုဈေးလေကြာ control account လို့ခေါ်တယ်။သူကကြာရင်ဘယ်စာအုပ်မှဆွဲရမလဲဆိုတော့ general ledger အစောင်းမှာဆွဲပြရတာဖြစ်ပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းမှာက trade receivable account ကိုပဲအမတို့ကအာ sale ledger မှာလည်းဆွဲနေတယ် general ledger မှာလည်းဆွဲနေတယ်ဆိုတဲ့သဘောဖြစ်သွားမယ်။ဒါဆိုရင်ပြင်မာတာဆိုရင် sale ledger ဆိုတာကစရင်းကိုင်းတယောက်လူတယောက်ကကင်ပြီးတော့ general ledger ဆိုစာအုပ်ကစရင်းကိုင်းတယောက်နောက်လူတယောက်ကကင်မှာဖြစ်တယ်။ဒီတော့လောက်ကုန်တဲ့ချိန်မှာစရင်းတွေကို ပြန်ပြီးတော့တိုက်ရမယ်စရင်းလိမ့်လိမ့်မှုတွေ ချွတ်ချော်တင်ဆောင်နေမှရှိရအောင်လို့ခုလိုမျိုးလုပ်ငန်းတွေမှာစရင်တွေကိုစနစ်တကျနဲ့ထိန်းချုပ်ထားရတဲ့ပုံစံဖြစ်ပါတယ်နော်ဒါဆိုရင်အမတို့ကလာကုန်ပြီဆိုရင်စီးလေကစာအုပ်ကနေသူကလည်းသူ့ရဲ့စာအုပ်ထဲမှာရှိတဲ့ trade receiver တရားချင်းစီရဲ့ account တွေကိုသူက balance CD တွေထုတ်ပြီးတော့စရင်လိုက်ပိတ်မှာဖြစ်တယ်ဒီလိုမျိုးအဲ့လူထုတ်ထားတဲ့ balance CD တံမိုးတွေအားလုံးကိုပေါင်းလိုက်ရင်ဒီ general ledger ထဲမှာရှိတဲ့စီးလေကြ control account ရဲ့ ရလန့်စီတီတံပိုးနဲ့တွားပြီးတော့ကိုက်ညီနေရမှာဖြစ်ပါတယ်เนาะဒါဆိုရင်ပါချေးတဲ့ကြလဲထို့နီး၎င်းမှာပဲအဆိုရင်ပါချီလေကြလို့ပြောရင် trade paper တရောက်ချင်းစီရဲ့အကောင့်တွေကိုဆွဲပေးရမှာဖြစ်ပါတယ်။အဲ့ဒီလူတွေရဲ့စာရင်းတွေအားလုံးကိုပြန်ပေါင်းပြီးတော့အကောင့်တစ်ခုလည်းပြန်ဆွဲလိုက်ရင်အဲ့ဒါကိုပါချီလေကြ control account ကိုခေါ်ပါတယ်။သူက total trade paper account ပဲဖြစ်ပါတယ်။ အဲ့ဒီကောင်းကိုကြာရင်ကျွန်တော်လေကြာစာအုပ်ထဲမှာဆွဲရမှာဖြစ်ပါတယ်။ဒါဆိုရင်သူလည်းပဲလောက်ကုန်ပြီဆိုရင်ပါချစ်လေကြာစာအုပ်ကိုင်းတဲ့သူကသူ့ရဲ့အကောင့်တွေကိုတစ်ခုချင်းစီသူလိုက်ပိတ်မယ် CD တွေထွက်လာမယ်။အဲ့ဒီ CD တွေအားလုံးရဲ့တန်ဖိုးပေါင်းခြင်းကကျွန်တော်လေကြာထဲမှာရှိတဲ့ပါချစ်လေကြာ control ကောင်းရဲ့ CD တန်ဖိုးနဲ့တွားပြီးတော့ကိုင်းနေရမှာဖြစ်ပါတယ်။ အဆိုရင်ဒီ chapter မှာမအားလို့တင်မှာကတော့အဒီ control account နှစ်ခု control account နှစ်ခုမှာစရင်းသွင်းတဲ့အကြောင်းကိုလည်းတင်မှာဖြစ်ပါတယ်နော်အရှိမကအမားတို့က trade receiver trade payable account တွေမှာစရင်းသွင်းတဲ့အကြောင်းတွေကိုတင်ခဲ့ပြီးသွားပြီအခုကကြတော့ဒီ chapter မှာအဒီ total ပြန်တွက်မယ် total trade receiver account total trade payable account တွေကိုဘယ်လိုဆွဲရမလဲဆိုတာကိုတင်မှာပဲဖြစ်ပါတယ် ။ဒါဆိုရင်အခုစီးလေကြာ control ကောင်းကိုစပြလိုက်မယ်။စီးလေကြာ control ကောင်းဆိုတာက total trade receiver ကောင်းဖြစ်တဲ့အတွက်ကြောင့် trade receiver ဆိုတော့လုပ်ငန်းရဲ့ access ဖြစ်တဲ့ access ဖြစ်တဲ့အတွက်ကြောင့်မို့လို့ access တွေနေခြားကတက်ပစ်။ဒါကြောင့် trade receiver ကောင်းဒီနေ့အဖြစ်စီးလေကြာ control ကောင်းမှာ balance PD ထည့်ရင် debit ခြံကနေထည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင် CD ထည့်တဲ့ခါကျရင်သူနဲ့ဆန့်ကျင်ဘက် credit မှာပြန်ထည့်ရမယ်ဆိုတဲ့ဘော ြစ်သွားပါမယ်။ဒါပြီးတော့ရင်နောက်ထပ်ဗာဒီထဲဖို့ရှိသေးတယ်လဲဆိုရင် trade receiver ဖြစ်လို့အကျွေးရောင်းမယ်။အကျွေးရောင်းတဲ့စရင်ဆိုရင်လုပ်ငန်းရဲ့ trade receiver စရင်ကိုတိုးစေတယ်။ဒါကြောင့်သူက asset ဖြစ်လို့ asset တွေကိုတိုးစေတဲ့ debit ဖြစ်လို့ credit စီအကျွေးရောင်းတဲ့စရင်ကဒီကောက်မှာ debit သွင်းပါတယ်။အကျွေးရောင်းတာရှိရင် ပြန်ပို့တာရှိတယ်။ပြန်ပို့တာတွေရှိတတ်မယ်။ပြန်ပို့တာကို zero return လို့ခေါ်ပါတယ်။ကုန်ရောင်းပြန်ပို့စရင် ဒါဆိုဆေးရတန်းဆိုတာကတော့စီကုံရောင်းစင်းင်းတော့ကကြတော့အမားတို့တွေကဓာတ်ပစ်မှာဒီအကောင့်မှာဓာတ်ပစ်သွင်းခဲ့လို့ဆေးရတန်းကိုဒီအကောင့်မှာစင်းပြန်သွင်းရင်အဲ credit ချန်ကသွင်းပေးရမှာဖြစ်ပါတယ်เนาะဒါဆိုရင်သူဆေးရတန်းရဲ့အောက်က cash နဲ့ bank နဲ့ကိုကြည့်လိုက်မယ်ဒီနှစ်ခုကကြတော့ trade receivable စီကနေပတ်စံရတဲ့စင်းင်းတွေဖြစ်ပါတယ် currency ပဲစီကပတ်ဆက်ရရင်ငွေတွေတိုးတယ်ဒါကြောင့် cash account bank account မှာစရင်းကို debit နဲ့သွင်းတာဖြစ်လို့ဒီ account မှာ cash bank စရင်းက credit နဲ့စရင်းလာသွင်းတာဖြစ်ပါတယ်။ပြီးရင်သူ့ရဲ့အောက်မှာ discount along ဒီလိုမျိုးပတ်ဆက်ရတဲ့ချိန်မှာ short ပေးလိုက်တဲ့ discount များရှိတယ်ဆိုရင် trade receivable ကို short တဲ့ discount ကို discount along လို့ခေါ်ပါတယ်။ discount loan က discount loan ဆိုတဲ့အကောင့်မှာစရင်သွင်းရင် သူက debit ခြံကသွင်းရတယ် credit နဲ့ကတော့အခုမြင်နေရတဲ့ trade receiver ကောက်မှာ credit နဲ့စရင်သွင်းတာဖြစ်ပါတယ်ဒီလိုတို့ဒါအမားတို့တွေက trade receiver တွေကိုကျွေးဆုံးပြချင်နေဆိုရင်တော့ budget ဖြစ်သွားမယ် budget ဆိုတာ budget ရဲ့ debentry အရှိမတင်လာတာရှိတယ် budget အကောင့်မှာသူက debit trade receiver ကောက်မှာ credit ဆိုပြီးတင်လာတာရှိတယ် အဲ့တော့ခုမှစဉ်းလုံးနေတာ trade receiver account ဘတ်ချန်ကိုလုံးနေတာဖြစ်လို့ trade receiver account မှာဘတ်တက်ကို credit နဲ့တရင်သွင်းတာဖြစ်ပါတယ်။နောက်ပြီးတော့ရင်သူရောက်ကပါချေးလေကြာ contra contra ဆိုတာကတော့အပြန်အလှန်အကျွေးချေတာဖြစ်ပါတယ်။အပြန်အလှန်အကျွေးချေတယ်ဆိုတဲ့ဘောကဒီလူတစ်ယောက်ထဲကနေပဲကိုလုပ်ငန်းကနေလဲသူ့မှာတက်ဝဲတာရှိတယ်။သူကနေလဲကို့မှာအကျွေးလုပ်ဝဲတာရှိတယ်။ဟောဒါဆိုသူနဲ့ကို့နဲ့က အပြတ်အလန့်အကျွေးတွေရှိနေကြရတယ်ကိုလည်းသူ့ကိုအကျွေးပေးဖို့ရှိတယ်လို့သူကလည်းကိုကိုအကျွေးကိုစရာကိုကလည်းသူ့စရာအကျွေးပြန်ရဖို့ရှိတယ်ပေါ့နော်ဒီလိုသဘောပေါ့ဒါဆိုရင်တော့အဲ့လိုအကျွေးနှစ်ခုကိုအမတို့ကခြေလိုက်လို့ရပါတယ်ပြီးတော့မှသာရင်လိုတာပိုတာအာပတ်စံလိုက်ပေးကြမယ်စိုက်ပေးကြမယ်ဆိုတဲ့ဘောလုပ်လို့ရပါတယ်အဲ့လိုမျိုးအပြန်အလှန်ကြွေးချေတဲ့စည်ရင်းကဆိုရင်အမားတို့ရာဖို့ရှိတဲ့ trade receiver စည်ရင်းကိုလျော့စေတယ် ်ခရစ်မစ်ရပါတော့အဆက်ဖြစ်တယ်အဆက်တွေကိုရောရင် credit ဖြစ်လို့ဒီ contract ရင်းကဒီကောက်မှာတော့ credit တွင်လာဖြစ်ပါတယ်ဒီ contract ရင်းကအောက်ဖက်ကပါချိလိုက်ကြကြရင် သူက debit နဲ့စင်ရင်လာပြန်ထိမှာဖြစ်တယ် particular ရင်းရင် debentry သဘောအရအကောင့်နာမည်ပြောင်းပြန်ရေးဆိုတော့ပါချိလိုက်ကြမှာကြရင်စေးလေကြလို့ရရပြီးတော့စေးလေကြ control မှာကြာရင်ပါချိလေကြလို့လာရေးတာဖြစ်ပါတယ် ါဆိုရင်အခုမှတပည့်ချန်က cash refund လေးကိုပြောလိုက်ပါမယ်။ cash refund ဆိုတာပတ်စံပြန်ရတာဖြစ်ပါတယ်။ပတ်စံပြန်ရတယ်ဆိုတာကအမတို့တစ်ခါတရံကြရင် trade receiver ကကိုကိုပတ်စံလာဆက်တဲ့ချိန်မှာအပ္ပန်နေပူရတယ်အဲ့လိုမျိုးသဘောပြောချင်တာဖြစ်ပါတယ်။ဒါဆိုရင်မတို့ကငွေပြန်အမ်းနဲ့ဆိုရင်ဒီမှာပတ်စံရတော့ကအာ cash က credit သွင်းခဲ့တယ်။ဒီပုံနေတဲ့ပတ်စံကိုပြန်အမ်းမှာပြင်လို့သူနဲ့ဆန့်ကျင်ဘက်ငွေပြန်အမ်းအောင်ကြရင် တပိတ်ခံကသွင်းလာဖြစ်ပါတယ်။နောက်တစ်ခု check disorder ဆိုတာကတော့ငင်းပယ်ချက်လက်မှတ်ဖြစ်ပါတယ်။ငင်းပယ်ချက်လက်မှတ်ဆိုတာခါတရံကြရင်ကိုက trait receiver ဒီကနေချက်လက်မှတ်နဲ့ပတ်ဆက်ရလိုက်တယ်။ပတ်ဆက်ရတော့အမလိုကပံမှာတက်တယ်။အဲဒီမှာ trait receiver မှာ bank ဆိုတော့ credit နဲ့တွင်လိုက်တယ်။အဲဒီရလိုက်တဲ့ချက်လက်မှတ်က ဘန်မှာအကြောင်းရင်းတစ်ခုခုကြောင့်ထုတ်လို့မရဘဲနဲ့ဘန်ကငင်းလိုက်ခဲ့မယ်ဆိုရင်အမတို့ကဒီ trade receiver ကောက်မှာဘန်လို့တင်လာတဲ့စာရင်းကပတ်သက်မရဘူးဘန်ကငင်းခဲ့တဲ့စာရင်းဖြစ်တဲ့အတွက်ကြောင့်ဒီကောက်မှာစာရင်းကိုဓာတ်ပင်နဲ့ chat disorder ဆိုပြီးတော့စာရင်းပြန်သွင်းပေးရမှာဖြစ်ပါတယ်။ဒါကတော့ဒီဘန်နဲ့ပတ်သက်ရတာတဲ့စာရင်းနဲ့ဘန်မှာပတ်သက်ထုတ်လို့မရလို့စာရင်းပြန်သွင်းတဲ့ခါကျရင်အခုလိုမျိုး debit ခြံကနေ chat disorder လို့တင်ပေးရမှာဖြစ်ပါတယ်။ နောက် debt collection fee ဆိုတာအကျွေးတောင်းနဲ့အကျွေးတောင်းခါဖြစ်ပါတယ်။အဲအကျွေးနောက်တစ်ခုအောက်က legal charge ဆိုတာကလည်းအကျွေးတောင်းတဲ့အချိန်မှာကုန်ကြတဲ့တရားရုံးဆေးတွေပြောချင်တာဖြစ်ပါတယ်။အဲဆိုဒီ debt collection fees နဲ့ဒီ legal charge ကကြတော့ကိုရဖို့ရှိတဲ့အကျွေးတွေကိုအမားတို့က credit receivable မှာအာတောင်းတဲ့စီမှာအာလွယ်လွယ်ကူကူတောင်းလို့မရပဲနဲ့ဈားတွေကလူတယောက်ကိုအမားတို့ကကူညီတောင်းပြီးတော့တောင်းရတာဖြစ်ပါစေဒါမှမဟုတ် အဲအမှုတွေတရားတွေဆန်ပြီးတော့မှတောင်းရတာဖြစ်ပါစေအဲ့လိုမျိုးကိုရဖို့ချီတဲ့အကြွေကိုတောင်းတဲ့အချိန်မှာကုန်ကြတဲ့ကုန်ကြခြင်းစင်ရဆိုရင်အမတို့ကဒီ sale ledger control ကမှာ debit chain ကစင်ကိုတင်ပေးရတယ်သူကတနည်းအားဖြင့်ကိုရရန်ရှိတဲ့ကိုရအကြွေစင်ကိုပို့ပြီးတော့တိုးသွားစေတယ်လို့သတ်မှတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် asset တွေကတိုးရင် debit ဖြစ်လို့သူတို့တွေကို debit chain ကတွင်းတာဖြစ်ပါတယ်เนาะဒါဆိုရင်တစ်ခုပဲကျွန်တော်လည်းအဲ့ဒါကတော့ balance bd minus ။အဲဆိုတော့မတို့က trade receiver ဆိုတာ asset asset တရနေထား debit လို့တင်တာရှိရဲ့။အဲ့ဒါပုံမှန်ဖြစ်ပါတယ်။တနည်းအားဖြင့် trade receiver ဆိုတာမလို့ဆိုရင်ရရန်ရှိတော့အကျွေးစင်းခေါ်တယ်။ဒါဆိုရင်ကိုက trade receiver ကြီးကနေအကျွေးတွေရဖို့ရှိနေမှာကတော့ပုံမှန်ဖြစ်ပါတယ်။အဲဒါပေမဲ့လေတခါတရံကြရင် ကိုကကိုရဲ့ trade receiver ကိုပြန်ပေးရတဲ့အခါတွေလည်းအခါတရံမှာရှိနေတတ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ trade receiver ကကိုယ့်ကိုငွေတွေပိုင်းလွှဲလိုက်တဲ့စီမှာအဲသင်တိုက်တာမှပြည်လို့ဖြစ်စီတကူကိုမှားရင်းကြောင့်ပိုလွှဲခဲ့မိတယ်လို့ပါလို့ဆိုရင်အမတို့ကအတူစီရပဆိုင်ရတာလည်းဇင်းကနေပို့သွားတာတွေကိုသူနဲ့တွေ့ပြန်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်ဒါကအဲ့လိုအချိန်မျိုးမှာကိုက trade receiver ကိုပြန်ပေးရမယ့်ဇင်းတွေဖြစ်သွားတတ်ပါတ အဲဆိုရင် BD ဆိုတဲ့ဘောကလာစာနှင်းစမှာရှိတဲ့တမိုးကို BD လို့ခေါ်တယ်လို့ရှိကပြောခဲ့တာရှိပါတယ်။ဒါဆိုရင်လာစမှာကိုကနေပြီးတော့ trailer season ကိုပြန်ပေးအားမဲ့စီးရင်တွေများရှိမယ်ဆိုရင်အခုလိုမျိုး BD miner ကို credit ချန်ကထည့်ပေးရတာဖြစ်ပါတယ်။အဲဆိုရင် CD miner ကိုကြာရင် debit ချန်ကပြန်ထည့်ရမယ်ဆိုတဲ့ဘောဖြစ်ပါတယ်။ CD ဆိုတဲ့ဘောကလာကုန်တဲ့နေ့နှစ်ကုန်တဲ့နေ့မှာရှိတဲ့တမိုးတွေကို CD ဖြစ်ထည့်ရတာဖြစ်တယ်။ ဒါဆိုရင်မလာလာကုန်တဲ့ချိန်မှာရောကိုက trade receiver ကိုပြန်ပေးရမယ်စရင်တွေများရှိသလားရှိမယ်ဆိုမှ CD minus စရင်ကိုထည့်ပေးရတာဖြစ်ပါတယ်မရှိရင်ထည့်ပေးစရာမလိုပါဘူးဒါဆိုရင်အခုအမပြောသွားတဲ့ခါကတော့ sale ledger control ကဆွဲရမယ် format ပြည့်စုံဖြစ်ပါတယ်ဒါဆိုရင်မတော့ပုံစံတိုင်းစရင်တိုင်းမှာကတော့ဒီဟာတွေအားလုံးတွေ့ရမှာမဟုတ်ပါဘူးအဲ့ဆိုရင်အမတို့ကမှတ်တဲ့စီမှာစီးလက်ကြောင့် control ကောင်းဆိုရင် debit ချင်မှာဘယ်လိုစီးနေသွင်းရလဲ credit ချက်မှာဘယ်လိုသိနေသွင်းရလဲဆိုပြီးတော့အဲအသေးပုံစံနေနဲ့ format ကြိုးလို့တက်ပြီးမှတ်တဲ့ပုံစံနေနဲ့မှတ်လို့ရတယ်လို့နောက်တနည်းအားတော့ဟာအလိုမတက်ချင်ဘူးဆိုရင်တော့နောက်တနည်းရှိတာကအဲဒီ sale ledger control card ဆိုတာ trade receiver account ပဲဖြစ်နေတယ် trade receiver ဖြစ်လို့ access ဖြစ်တယ် access စီဆိုရင်ရှေ့မှာတင်ထားတဲ့အတိုင်းဆိုရင်တိုးရင် debit မှာထည့်တယ်ရောရင် credit မှာထည့်တယ်ဒါဆိုရင် trade receiver စရင်းကိုတိုးစေတဲ့စရင်းဆိုရင်မတို့ဒီအကောင့်မှာ debit ချန်ကသွင်းပေးလိုက်မယ်ရောစေတဲ့စရင်းဆိုရင် credit ချန်ကသွင်းမယ်အဲ့လိုပုံစံနဲ့မှတ်ချင်လဲမှတ်လို့ရပါတယ်။အဲဒီမှာရှိတာကတော့အဲတိုးတာရောတာကိုတိတိကျကျစဉ်းစားတတ်မှာတော့ဖြစ်ပါမယ်။